စာခန်းစီ လေးညင်းနဲ့လရအောင်အဲ့ဒါမှပြည်တနာပဲယထာတွဲပေါ်ရောက်တော့အိတ်ခန်းနံပါတ်ကိုမနှဲလိုက်ရှာခဲ့ရတယ်ယထာကမထွက်သေးတော့မီးတွေကိုမဖွင့်သေးဘူးပလဖောင်းမော်ကဖြာကျလာတဲ့မီးရောင်သားယထာတွဲထဲမှာမှုံဝါးဝါးလင်းနေတယ်ပလဖောင်းကဖြာကျလာတဲ့မီးရောင်ကလည်းဗမာတရွဲလုံးမြင်အောင် ဖြာကျနိုင်မှမလဲပြင်းမောက်တဲ့နေရာလောက်ပဲဖြာကျနိုင်တာပေါ့ ဒီတော့အဲ့ဒီပြတင်းပေါက်ကဖြာကြတဲ့အလင်းရောင်မြန်ထဲမှာရထားတွဲနံပါတ်ကိုလိုက်ရှာရတာကျွန်တော်ကလည်းမျက်စိမွေးမွေးဆိုတော့ရှာရတာမလွယ်ဘူးဒါနဲ့လက်နှိပ်တက်မီကိုလိုက်ရှာတယ်ခါတိုင်းဆိုလွယ်ထဲမှာအစင်သင့်ပါတယ် ခုတော့လက်နှိပ်တက်မီကလွဲအိတ်ထဲမှာအဆင်သင့်ပါမလားဘူးလက်ဆွဲအိတ်ထဲရောက်နေတယ်အပြင်ကနေရှောက်ဆန်းကြည့်တော့လက်ဆွဲအိတ်အပေါ်ရန်ကလေးမှာတွားတွေ့တယ်ဒါနဲ့အိတ်ထဲကလက်နှိပ်တက်မီကိုထုတ်ပြီးအခန်းနံပါတ်ကိုလိုက်ရှာတယ်မဟုတ်သေးဘူးအရန်ရှောက်ပြီးလက်နှိပ်တက်မီနဲ့အခန်းတွေကိုရှောက်ထိုးမနေနဲ့အဟောက်ခံနေရအောင်မယ်ယထာကော်ရီဒါမှာရှောက်ရင်အခန်းနံပါတ်တွေကိုလက်နှိပ်တက်မီနဲ့အသာထိုးကြည့်ပြီးထိုးပြီးကြည့်လာခဲ့တယ် ကျွန်တော်အခန်းနံပါတ်ကိုမတွေ့သေးဘူး။တွားရအောင်မယ်။တွားအောင်တွားအောင်မဟုတ်သေးဘူး။ရှေ့မှာဟောတွေ့ပါပြီ။ကျွန်တော်အိတ်ခန်းနံပါတ်ဟုတ်ပါတယ်။တေချာပါတယ်။ကျွန်တော်အခန်းနံပါတ်ပါ။မဟုတ်ဘူးထင်တယ်။အခန်းထဲမှာလူတွေရောက်နေပါလား။ရောက်မှာပေါ့လေ။လေးယောက်ခန်းမယ်။အိတ်စင်က၄ခုရှိတာဒီတော့ကို့အပြင်တခြားခီးတွေလည်းရှိမှာပေါ့အခန်းထဲကိုကျွန်တော်ဝင်လိုက်တယ် အခန်းထဲမှာလူလေးယောက်ဖျောင်းနိုင်ထွန်းပြီးဖဲကစားနေရဲ့ကတိကတက်ဗျာမီးလာအောင်တော့မဆောင်နိုင်ကြတော့ဘူးလေလားကျွန်တော်လည်းအခန်းထဲဝင်လိုက်ရောသူတို့အားလုံးကျွန်တော်ကိုလှည့်ကြည့်လိုက်ကြတယ်ကျွန်တော်ကဒါအခန်းနံပါတ်9တော့သူတို့တွေကတယောက်ကဟုတ်တယ်မိတ်ဆွေအခန်းမှဝင်လာပြီထင်တယ်ဒါကျွန်တော်တို့လေးယောက်ယူထားတဲ့အခန်းတခန်းလုံးလဲသူတို့ပစ္စည်းတွေကြီးပဲလက်ဆွဲအိတ်တွေလဲပါတယ် ထုပ်တွေလည်းပါတယ်တချို့ကအပေါ်တက်အိတ်စင်ပေါ်မှာ တချို့ကအောက်ထက်အိတ်စင်ရဲ့အောက်မှာအပြင်ကိုတပိုင်းတစထွက်နေကြတယ်ကျွန်တော်ဇဝေဇဝါဖြစ်သွားတယ်ဒါနဲ့ကျွန်တော်လက်မှတ်ကနံပါတ်ကြောဘက်ကိုခဲနဲ့ရေးထားတဲ့အခန်းနံပါတ်ကိုလက်နှိပ်တမိနဲ့ထိုးကြည့်တယ်ဟုတ်ပါတယ်အထက်တန်းအိတ်ခန်းတွေအခန်းနံပါတ်5ကျွန်တော်အိတ်ခန်းနံပါတ်လေ5ပဲအိတ်ခန်းနံပါတ်တောင်ပါလိုက်သေးတယ်အိတ်စင်နံပါတ်တောင်ပါလိုက်သေးတယ် အိတ်စင်နံပါတ်က1မိတ်ဆွေတွဲမလာတာဖြစ်မှာပေါ့ဒီတွဲကတွဲနံပါတ်4ကျွန်တော်တို့၄ယောက်တွဲယူထားတဲ့အခန်းနံပါတ်က5အမဲသူတို့ကလည်းတွားနေကြလူတွေဖြစ်ဟန်တူတယ်ဘဲကလာတွဲမရမှာလဲအထက်တန်းအိတ်ခန်းတွဲတွဲပဲပါတာကျန်တဲ့တွဲကထိုင်ကုန်တွဲဒီနေ့ချိန်တဲ့တွဲကဂျပန်တွဲတောင်မဟုတ်ဘူးကိုရီးယားတွဲခုံမက်မက်ကြီးတွေနဲ့ထိုင်ရတာဒါကြောင့်မို့တမင်အထက်တန်းအိတ်ခန်းတွဲကိုမရအရယူလာတာ ဟေ့လောက်กว่าလောက်กว่าမင်းလက်စကားများတယ်လက်မှတ်ပြလိုက်ပေါ့လူတွေကတော့30ကျော်လောက်တွေပဲအားလုံးအနှွေးတွေတွေဝှထားကြတယ်ပြောတာဆိုတာနည်းနည်းရိုင်းနေကြည့်လေလက်မှတ်နဲ့တက်လာတဲ့လူကိုအဖက်လို့ပြောချင်မှမရဘူးတယောက်သူ့အလှဲ့ကြလို့ဖဲချက်တစ်ချက်ကိုဆွဲပစ်လိုက်ပြီးသူ့အင်းကြီးအိတ်ထဲကလက်မှတ်တွေကိုထုတ်လိုက်တယ်ဟောဒီမှာကျွန်တော်တို့လက်မှတ်အထက်တန်းအိတ်ခန်းတွေအခန်းနံပါတ်5အဲ့ဒါမှတကယ်ပြဿနာပဲ ူတို့လက်မှတ်မှာလည်းဒီတိုင်းရေးထားတယ်ကျွန်တော်ဘာလို့ရမှာလဲမန္တလေးကိုသွားမလို့လောက်တာကြာပြီရထားလက်မှတ်ဝယ်လို့မရတာနဲ့ကျွန်တော်မသွားဖြစ်ဘူးသွားပြီးတန်းစီတယ်မရဘူးခုလက်မှတ်ရလာတာကျွန်တော်အစွမ်းကြောင့်မဟုတ်ဘူးမနေနိုင်တဲ့မိတ်ဆွေတယောက်ကသူ့မှာမိရထားရုံးချုပ်မှာအသိရှိတယ်သူရအောင်ဝယ်ပေးမယ်လို့ပြောလို့ရလာတာသူကိုယ်တိုင်တွဲနံပါတ်ကိုရောအခန်းနံပါတ်ကိုရောရအောင်လုပ်ပေးပြီးမှဒီလက်မှတ်ကိုကျွန်တော်ကိုလာပေးတာ ဘူဒာယုံကိုလည်းလာပို့လိုက်သေးတယ်။သူကမြေထားဌာနမှာအတီကျွမ်းပို့တော့မြေထားလက်မှတ်စစ်တွေစီမှာတော့ကျွန်တော်ကိုအပ်ပေးလိုက်သေးတယ်။လမ်းမှာအကြောင်းကိစ္စရှိရင်ကူညီဖို့မှားလိုက်သေးတယ်။ခုတော့အကြောင်းကိစ္စရှိပြီ။ကျွန်တော်မိတ်ဆွေကယထားထွက်အောင်မဆောင်တော့ဘူး။တွားစရာရှိလို့ပြန်သွားပြီ။သူပြောတဲ့ယထားလက်မှတ်စစ်ကလည်းဘယ်စီရောက်မှန်းမသိဘူး။ဒီတော့ကျွန်တော်ဘာလုပ်ရမလဲ။တွဲဆောင်စီကိုတွားတယ်။တော်ပဲ။အင်တာခွေနာကအခန်းထဲ တွဲဆောင်ကိုတွေ့တယ်ကျွန်တော်ကအကျိုးအကြောင်းပြောပြတယ်တွဲဆောင်ကစဉ်းစားနေတယ်လက်မှတ်ထက်ရောင်းလိုက်ပြန်ပြီးထင်တယ်ဖက်နဲ့ထက်ရောင်းမှမှလည်းတွဲဆောင်ကြီးကကျွန်တော်လက်မှတ်ဟာမိထားယုံကျုပ်ကထောက်ခံစားနဲ့တိတိကျဝေလာတဲ့လက်မှတ်ဟောဒီမှာတွဲနံပါတ်ဟောဒီမှာအခန်းနံပါတ်ခုတို့တို့လက်မှတ်မှာလည်းဒီတွဲနဲ့ဒီအခန်းနံပါတ်ရေးထားတယ်လေးယောက်တခန်းစာယူပြီးတာတဲ့တွဲဆောင်ကြီးကြည့်ရှင်းပေးပါဟိုတိုင်ဒီတိုင်မလုပ်ပြရစီနဲ့တွဲဆောင်ကြီးကခေါင်းကုပ်တယ် ်ခတ်တာပဲဗျာကဲလာလာကျွန်တော်နဲ့လိုက်ခဲ့တွဲဆောင်ကြီးကအိတ်ခမ်းတွဲတွေဘက်ကိုထွက်သွားလို့ကျွန်တော်သူ့နောက်ကလိုက်လာခဲ့တယ်စိတ်ထဲမှာတော့တော်တော်အနှောက်ရှက်ဖြစ်တာပေါ့ဗျာတွားကန်ဒီလာကန်ဒီမှာဘသူနဲ့မှအကျေကျေမဖြစ်ချင်ဘူးဘာကြောင့်ညာကြောင့်မှလဲဟိုတိုင်ဒီတိုင်မလုပ်ချင်ဘူးတရောင်တတချောင်းချောင်းချီချီမရှိတော့မှစိတ်ချမ်းသာလက်ချမ်းသာအေးအေးဆေးဆေးတော့တွားကျင်တယ်ကြက်ကြက်တဲတဲလဲတွားရသေးရဲ့လမ်းမှာလဲတယောက်နဲ့တယောက်မတင်မမြတ်ဖြစ်သွားရရင်ဘယ်ကောင်းမှာတော့မလဲ ိစ္စမရှိဘူးလေတွဲဆောင်ကြီးဖြည့်ရှင်းပေးလိမ့်မပေါ့ကျွန်တော်ကမြေထားယုံကျုံရဲ့ထောက်ခံစာနဲ့ယထားလက်မှတ်ဝယ်ထားတဲ့လူကျွန်တော်လက်မှတ်ဟာတရားမဝင်မဟုတ်နိုင်ဘူးအဲ့ဒါတော့ထေချာရေတွဲဆောင်ကြီးကဆော့ဆော့အခန်းကိုခေါ်မသွားဘူးတခန်းကျော်ကိုခေါ်သွားတယ်။နောင်ကြီးဒီခန်းကလိုက်သွားပါကျွန်တော်အခန်းနံပါတ်က9ပဲဒီခန်းမှမဟုတ်တာနောင်ကြီးတနေရာရရင်တော်ပြီမဟုတ်လားနေရာရရတော့ဟုတ်ပါပြီအဲ့ဒီနေရာပိုင်ရှင်ရောက်လာရင်ကျွန်တော်ဘယ်နဲ့လုပ်မလဲ ျွန်တော်ရှိပါတယ်ကျွန်တော်လုပ်ပေးမှာပေါ့မဖြစ်ဘူးထင်တယ်ဗျာဒီလိုဟိုထိုးတဲ့ဒီထိုးတဲ့နဲ့ပိုင်ရှင်တွေရောက်လာတိုင်းဖယ်ပေးနေရရင်ဘယ်ကောင်းတော့မလဲကျွန်တော်လက်မှတ်ဟာတရဝင်းလက်မှတ်ပါကြည်ပါတခါတလေဒီလိုပဲဖြစ်တတ်ပါတယ်နောင်ကြီးဒီခန်းကမပြောင်းရတော့ပါဘူးကျွန်တော်တာဝန်ယူပါတယ်ကဲကျွန်တော်ပါများတနိုင်ပါဦးမိမိတွဲဆောင်ကသူ့လုပ်ပေးနိုင်တာကိုလုပ်ပေးပြီးပြီဒါကိုမကျေနပ်ရင်အောက်ဆင်းပြီးလက်မှတ်စစ်ချုပ်စီတွားရအောင်မယ် မပြည့်ရင်ယုံမိုင်းစီကိုတွားရအောင်မယ်။တန်နရာကရှေ့ပြန်အောင်တော့မယ်။ချက်သားကထွက်ချိန်နီးနေပြီ။တွဲရီမှာတော့မီးလင်းလာပြီ။ဘသူကြောင့်ဘယ်နေရာမှာမှားတာလဲတော့မသိဘူး။တခုခုတော့မှားနေပြီ။ဒါပေမဲ့မတက်နိုင်တော့ဘူး။ချက်သားကထွက်တော့မယ်။လက်မှတ်ကလည်းဝေပြီးပြီ။ရတဲ့နေရာကပဲလိုက်ရတော့မှာပဲ။ပြဿနာပေါ်လာရင် တွဲဆောင်စီကိုပဲတွားရတော့မှာပဲ။နောက်ခါလာနောက်စီနောက်ခါစီ သူပြောတဲ့တွဲတဲ့ကိုကျွန်တော်ဝင်လိုက်တယ်အမတို့၃ယောက်နော်တွဲဆောင်ကြီးကမေးတယ်ဟုတ်တယ်၃ယောက်လေတန်ကခက်ပြက်ပြက်ပဲဟုတ်ပါတယ်၃ယောက်တော့၃ယောက်ပါပဲဒါပေမဲ့ကျွန်တော်စိတ်ညစ်သွားတယ်တွဲထဲမှာ၃ယောက်စလုံးကအမျိုးသမီးတွေကြီးပဲတစ်ယောက်က40ကျော်45နှစ်လောက်ပဲရှိအောင်မယ်40ကျော်ဆိုပေမဲ့30ကျော်လောက်ပဲထင်ရတယ် ဘသူ့ကိုကြည့်ကြည့်ခုခေတ်မျိုးသမီးတွေဟာ၁၀နှစ်လောက်တောင်ငယ်ငယ်နေတယ်လို့ပဲကျွန်တော်စိတ်ထဲထင်နေမိတယ်။ခုမျိုးသမီးလည်းဒီတိုင်းပဲ။ဒါပေမဲ့ကျွန်တော်မျက်စီထဲမှာတော့၃ဆကျော်လောက်ပဲထင်ရတယ်။မထင်ရနေပါမလား။သမီးကိုတူတူဖြတ်လို့ဒေဝီပါတိတ်ဝမ်းဆက်နဲ့အမျိုးသမီးဝေစားတွေကိုကျွန်တော်သိမသိပါဘူး။ဒါပေမဲ့သူဝိထားတဲ့ပါတိတ်ဝမ်းဆက်ကတတော်လေးအယောင်ဆိုတယ်။စိမ့်လွင်နေတဲ့ပန်းခတ်ကြီးတွေထဲမှာဝါလက်လက်ပန်းမုံကလေးတွေဖောက်ထားတယ်။ စိတ်နှကက်ကလည်းဝင်းနေတာပဲသူ့ဘေးမှာတရောင်လောက်ရှိတဲ့လက်ပွေအိတ်ကြီးချထားတယ်။တားဖြူဖြူကုလုံးကိုပေါက်ကလည်းခုထိအစိုးချိုးအစ်စ်ကြနေတော့မယ်။လေတိုင်ကလည်းရှင်းနေတယ်။ရှင်းနေတဲ့လေတိုင်ဝင်းဝင်းပေါ်မှာနှစ်ထပ်ကြိုးကြီးတကုံဆွဲထားတယ်။သူ့ခြေောက်မှာစီထားတဲ့စီးထားတဲ့ဖက်နှက်ကခုံမနိုင်မမြင့်အယောင်ကအဖြူတခြားနှစ်ယောက်ကတော့ဆဲကြောတက်ကလေးတွေသူတို့လဲစပင်တူလေးတွေနဲ့ တယောက်ကအကြေကောင်းတယ်နောက်တယောက်ကဟိမာနေဝင်းဆိုရင်ပုံစံလိုသပင်3-4ဆကိုကော်နဲ့ပိုးပြီးနဖူးပေါ်မှာချထားတယ်အင်ကြီးကခုခေတ်ကောင်မလေးတွေဝတ်တဲ့ရှက်အင်ကြီးလိုလိုအင်ကြီးမျိုးထမိန်ကပါတိတ်အကောင်စား ထမင်းကိုခြေတလုံးပေါ်အောင်ခတ်တူတူဝေးလို့ဖနက်ကလေဒီရှူးလို့ခေါ်တဲ့ခုံမြင့်ဖနက်လက်မှာ quartz နာရီအကြီးကြီးကိုပဲလို့သူတို့ကိုကြည့်ရတာကျွန်တော်ကိုဂျင်းနဲ့ပုံမရဘူးနှွေးထွေးမှုမရှိဘူးသူတို့ဖို့အနောက်ရှက်ဖြစ်နေပုံရတယ်မတင်ကားတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုအကဲခတ်တယ်ကျွန်တော်အကိုချင်းစပါတယ်မျိုးသမီးကြီး၃ယောက်ရှိတဲ့အခန်းကိုယောက်ျားတစ်ယောက်ရောက်လာတယ်ဆိုတော့သူတို့အနေကျုံတာပေါ့မိမပေါ်ဆိုရင်လဲတော်သေးရဲ့ခုတော့အမျိုးသား ကျွန်တော်ကလည်းသူတို့လိုပါပဲသူတို့နဲ့တခမ်းနဲ့ဆီရမှာကိုစိတ်ညစ်နေတယ်ကိုလည်းမလွတ်လပ်ဘူးသူတို့လည်းမလွတ်လပ်ဘူးဒါပေမဲ့မတက်နိုင်ဘူးလေဒီခန်းထဲမှာမှမစီးရင်ကျွန်တော်စိတ်နေရဖို့ပဲရှိတော့တယ်တွဲဆောင်ကိုလှမ်းကြည့်လိုက်တော့မရှိတော့ဘူးပြန်ထွက်သွားပြီ အောက်ဘက်ကစင်မော်ဝင်ထိုင်လိုက်ရင်သူတို့ပစ္စည်းတွေကိုအကဲခတ်ကြည့်လိုက်တယ်။၃၄ပေလောက်ရှိတဲ့တက်တာကြီး၃လုံးနိုင်ငံခြားကလုတ်တဲ့တက်တာကြီးတွေအထက်ကစင်မော်မှာတင်ထားတယ်။တူလီမိုလီပစ္စည်းတွေထည့်ထားတဲ့လက်ဆွဲကျင်းချင်းအောင်ကြီး၂လုံး၊စားစရာတို့ဘာလို့ထည့်ထားတဲ့ပလတ်စတစ်ဆွဲကျင်း၁လုံး၊တမ်နိထမင်းကြိုင်တစ်ခု၊ဘာတွေထည့်ထားမှန်းမသိတဲ့ဆာလာအိတ်ဖြူကြီး၂လုံး။အထဲမှာတော့တင်းရင်မှုမောက်နေတာပဲ။ အခန်းထဲမှာသူတို့ပစ္စည်းတွေပဲပြည့်နေပြီကျွန်တော်ပစ္စည်းကဘာပါလို့တော့တရေလက်ဆွဲအိတ်တလုံးရေပလင်းစတဲ့တူလီမိုလီပစ္စည်းထည့်ထားတဲ့ပလတ်စတစ်လက်ဆွဲခြင်းတလုံးဒါပဲပါတယ်ထိုင်နေလို့မှမကြခင်မှာပဲတွဲဆောင်ကအိယာခင်းတို့ခေါင်းတို့လာပေးသွားတယ်။နောင်ကြီးအင်ပြေသွားပြီမဟုတ်လားတဲ့ပြပါတယ်လို့ပဲပြောလိုက်ရတာပေါ့ဗာတက်နိုင်အောင်မလဲခီးသွားတယ်ဆိုတာဒီလိုပဲပေါ့လीတဲ့ ဟုတ်ပါတယ်ဒီထက်ခက်ခဲတဲ့ခီးတွေကိုကျွန်တော်သွားခဲ့ပြီပဲခုတစ်ခေါက်ကအထက်တန်းတွဲအထက်တန်းတွဲမှာအိတ်စင်နဲ့အိတ်လိုက်သွားရတာပဲဒါအဆင်မပြေစရာရှိလို့တဲ့အမျိုးသမီးတွေကြားတဲ့ရောက်သွားတော့တာကရောက်သွားတာကတော့လေမတက်နိုင်ဘူးပေါ့ဒီလိုပဲ လိုက်သွားရမှာပေါ့ယထာကထွက်လာပြီးငမိုးကြီးကိုကြော်နေပြီကျွန်တော်အပြင်ကော်ရီဒါကို ထွက်ပြီးဆက်လက်တောက်နေတယ် အခန်းထဲအထက်မှာအခန်းတကားပိတ်ထားတော့မိ गो တို့ဘာလို့မှုံရင်အနောက်ရှက်ဖြစ်မှာစိုးလို့အပြင်ကိုထွက်လာပြီးတောင်းနေတာစလိတ်တောင်းရင် သူတို့သုံးယောက်အကြောင်းစဉ်းစားနေရတယ်စဉ်းစားနေရင် ကြည့်ရတာကတော့အထက်တန်းစားတဲ့ကပဲပောင်ခိုးတို့ဘာလို့ဟုတ်ပုံမရဘူးအမျိုးသမီးကြီးကလည်းအရာရှိကြီးကတော့တယောက်ဖြစ်မှာပဲသူ့အဝတ်စားသူ့ပြင်ဆင်ထားပုံကခက်ဆန်တယ် ။စပင်းတူတူဖြတ်ထားတာကလွဲလို့ရိုးရိုးပဲဝစ်စားထားတယ်။ပတိဝန်းဆက်ကိုတော့သူ့ရွယ်နဲ့သူလိုက်အောင်အယောင်ရွေးပြီးဝစ်တက်တယ်။စိတ်နှကပ်ပန်ထားတာစိတ်လက်စုဝစ်ထားတာကို ကြည့်လိုက်ရင်အထက်တန်းစားတွေကပဲဖြစ်နိုင်တယ်။ဝေရှားစိန်လားဘာလားတော့ကျွန်တော်မသိမသိဘူး။မသိဘူးလေကောင်မလေးမယောက်ကတော့သူ့သမီးတွေလားသူ့မတွေလားမသိဘူးတယောက်ကတော့သမီးနဲ့တူတာပဲဟိမန်နေဝင်းလိုစပင်းကိုကွန်နဲ့တုပ်ပြီးနဖူးပေါ်မှာစပင်းတစ်ချောင်းနှစ်ချောင်းချထားတဲ့ကောင်မလေးကသမီးထင်တယ် သူနဲ့ရုပ်ချင်းတော်တော်ဆင်တယ်အကြီးမားကတော့တမီလာတူမလာတမီရဲ့တငယ်ချင်းလာတယောက်ယောက်ပဲမိတွေဖွင့်လိုက်တော့ကသူတို့ချင်းနှောင်းထဲမှာထည့်ထားတဲ့ဝိတ္ထုစာအုပ်နှစ်အုပ်သုံးအုပ်မြင်လိုက်တယ်အခြေဝိတ္ထုတွေကမာလေးတွေ ဖတ်တာထင်တယ်ပြီးတော့မဂဇင်းစာအုပ်တအုပ်လည်းတွေ့တယ်အခြေဝိတ္ထုတွေဆိုတော်တွေအကြောင်းရုပ်ရှင်မင်းသားမင်းသမီးတွေအကြောင်းကိုအများဆုံးဖော်ပြလေးရှိတဲ့မဂဇင်းကမာလေးတွေဖတ်တာပဲဖြစ်ရမယ် အပြင်မှာဆီလေးတောင်းနေတော့သူတို့စီကခတ်တူးတူးစကားပြောတဲ့ကြားရတယ်။ပြီးတော့ခတ်အုပ်အုပ်ရေလိုက်တဲ့ရေတန်လွင်တွေကိုလည်းကြားလိုက်ရတယ်။ Cigarette တစ်လိမ့်လောက်ကုန်ပြီးတော်တော်ကြာတော့ကျွန်တော်အခန်းထဲကိုပြန်ဝင်ကျွန်တော်အခန်းထဲကိုပြန်ဝင်လာခဲ့တယ်။အမျိုးသမီးကြီးနဲ့ကောင်မလေးတယောက်ကတစ်ဖက်ဆင်မှာကောင်မလေးတယောက်ကတော့ကျွန်တော်ဘက်ကဆင်မှာပြတင်းပေါက်နဲ့ကက်လီရဲ့တောင်းကိုမိပြီးစဖက်နေတယ်။ သူဖတ်နေတာကမဂ္ဂဇင်းစာအုပ်။ဟိုဘက်ကကောင်မလေးကတော့ချင်းဝိထုတပုတ်ကိုဖတ်လို့ကျွန်တော်ဝင်လာတာမြင်တော့ကျွန်တော်ဘက်ဆင် ကကောင်မလေးကတစ်ချက်ဝင့်ကြည့်လိုက်ပြီးဦးလေးအိတ်ချင်ပြီလားအိတ်ချင်ရင်အပေါ်ထဲမှာတအိတ်နော်။ဒဇင်အောက်မှာပဲအိတ်မယ်။ရပါတယ်ကွယ်ဗမာပဲအိတ်ခုတည်းမအိတ်သေးပါဘူး။ကျွန်တော်ကအမျိုးသမီးကြီးကိုလှမ်းကြည့်လိုက်တယ်။အမေသူကလည်းပဲဆိုးလို့တော့အင်္ဂလိပ်ဝတ္ထုစာအုပ်တော့ဖတ်နေပါလား။စာအုပ်က Iris Siegel ရေးတဲ့ Lab Story ဆိုတဲ့ဝတ္ထု တို့ကိုအနောက်ရှက်မပေးချင်တာနဲ့ကျွန်တော်လဲစာအုပ်တို့ကိုထုတ်ဖတ်မယ်စိတ်ကူးပြီးချင်းထဲကစာအုပ်ကလေးကိုထုတ်လိုက်တယ်။ခီးသွားရင်ကျွန်တော်စာဖတ်လို့မရှိဘူးအိမ်မှာနေတိုင်းအိမ်မှာနေတိုင်းစာဒီလောက်ဖတ်နေရတာခီးသွားတော့ကိုတော့တိတ်မဖတ်ချင်ဘူးလေမျက်နှာတွေကိုကြည်သွားခြင်းနဲ့ရှုခင်းတွေကိုငေးသွားခြင်းနဲ့ရုပ်ပုံလှတွေကို လေ့လာသွားခြင်းနဲ့ဒါကြောင့်အများအဖြစ်ခီးသွားရင်ကျွန်တော်စာဖတ်လို့မရှိဘူး။တခါတလေပြင်းရင်ဖတ်ရအောင် ဆိုပြီးကြပြာစာအုပ်တော့ယူလို့ရှိတယ်။ အဲ့ဒီစာအုပ်ကမက်ထရူအာနရဲ့ရေးတဲ့အာရှတဲ့ရဲ့အလင်းရောင်ဆိုတဲ့ကဗျာစာအုပ်ဗုဒ္ဓဝင်ကိုကဗျာနဲ့ဖွဲ့ထားတာသူ့ဗုဒ္ဓဝင်ကဗျာမဟာကဗျာကြီးကိုကျွန်တော်သဘောကျတယ်ထပါတော့ကဗျာစာအုပ်တည်းလေးကိုဖွင့်ဖက်မယ်လုပ်နေတော့မှာကျွန်တော်မိတ်ဆွေကကျွန်တော်ကိုကူညီဖို့ပြောသွားတဲ့လက်မှတ်စစ်နှစ်ယောက်ကျွန်တော်တို့တွဲကိုလက်မှတ်စစ်ဖို့ရောက်လာတယ်အစဉ်ပြေးလာဘာလို့တည်းလဲခုပါရရေးနေတယ်လဲနောက်ဆုံးထုတ်တဲ့စာအုပ်ကဘာလဲဘယ်မဂ္ဂဇင်းထဲမှာကျွန်တော်ရေးလိုက်တဲ့ ဘယ်ဝိတုကတော့ဖြင့်ဘလို့စတဲ့ခင်ဖြင့်စကားလာပြောနေကြတယ်။ဒီရင်ကျွန်တော်ကိုသူတို့စိတ်ဝင်စားသွားကြပုံရတယ်။သူတို့ဖစာဖက်နေရကနေပြီးကျွန်တော်ကိုကျွန်တော်တို့ပြောတဲ့စကားတွေကိုမတိမတာနားထောင်နေရဲ့ခဏနေတော့လက်မှတ်စစ်တွေလည်းလက်မှတ်စစ်စရာရှိသေးတယ်ဆိုပြီးထွက်သွားကြတယ်။အမျိုးသမီးကစာဖက်နေသူစာဖက်နေရကနေပြီးကျွန်တော်စာဖက်နေတာကိုတစ်ချက်တစ်ချက်မတိမတာလှမ်းလှမ်းကြည့်တယ်။ကျွန်တော်ကလည်းမတိကျင်အောင်စောင့်နေလိုက်ပြီးစာကိုဆက်ဖက်နေတယ်။ ဘကိုးနာရောက်တော့သူတို့ထမင်းကြိုက်ဖွင့်နေဟင်းကပစုံလုံးကြီးစီပြန်ကြက်ဥကျော်ပန်းပွင့်ကျော်ဖန်မှုနဲ့ထက်လာတဲ့ဘာလချောင်ကျော်နဲ့တရသည်တနက်အကွင်းလိုက်ကျော်လာတဲ့ငါတလောက်ငါတလောက်ကျော်ကြီးတွေကကြိုက်နဲ့တလုံးတော်တော်မြင်မှုကောင်းတဲ့ဟင်းဆရာထမင်းစားပြီလားသုံးဆောင်ပါအောင်လားအမျိုးသမီးကြီးကထမင်းစားဖိတ်တယ်သုံးဆောင်ပါခင်ဗျာ စားခဲ့ပြီးပါပြီဦးလေးကစားရေးဆရာကိုဝင်လာခါစတော့ကတော့ဇွန်ကအရာရှိကြီးလားပါလားလို့ထင်နေတာ ကြီးမသစင်အငယ်မကဆွန်တဲ့သစင်ရဲ့ဆွန်ရဲ့ဆိုတော့ပန်းနာမယ်လေးတွေကြီးပဲညီအမဖြစ်ရမယ်လို့ဖြစ်ရဖြစ်ရမယ်လို့ကျွန်တော်တွက်လိုက်တယ်လူဆိုးဆိုရင်ဆွန်တော့ပြင်းမောက်ကခုံချပြီးမှာပဲလို့စောစောကမမေကိုပြောနေရအငယ်မကတွက်တယ်စကားပြောပြီးသူ့စကားကိုသူ့သဘောကျတယ်လို့ရှင်းတန်းလွန်းလွန်းကလေးနဲ့ရေးနေတယ် ကျွန်တော်တမင်းမစားတော့မြို့သမီးကြီးကအကြီးမကိုချင်းထဲမှာဂျိုင်တလုံးနဲ့တက်တက်ထဲလာတဲ့လက်ဖက်တွေအထုတ်ခိုင်းတယ်။တမီးရေဆရာကိုလက်ဖက်တုပ်ကြွေးပါနေပါစီပြောလိုက်လည်းမရဘူးအတင်းကြွေးနေတယ်မြို့သမီးများဟာကြွေးကျင်မွေးကျင်တက်တယ်။ခီးတို့ဘာတို့သွားလို့အမျိုးသမီးပါလာရင် စားရတောက်ရေးကတော့ဘာမှမပူရဘူး။အမျိုးသမီးကတမင်းစားပြီးတော့လိမ္မော်သီးတွေထုတ်ကြွေးပြန်တယ်ကျွန်တော်ညင်းပေမဲ့မရဘူး။တလုံးကိုအခွန်နွားပေးလို့လက်ခံထားလိုက်ရတယ်။ ခဏနေတော့သူတို့လည်းဂျိုင်းတွေပကံတွေတင်းဆဲပြီးတင်းဆဲပြီးသွားကြတယ်။တမီးနှစ်ယောက်တော့အိတ်ဆင်ထိုင်းပြီးဝိတုစာအုပ်နဲ့မဂဇင်းစာအုပ်ကိုကောက်ဖက်နေလေရဲ့။အမျိုးသမီးကလိမ္မော်တီးကိုအခွန်နှွာနေရင်ကျွန်တော်မြန်မာပြန်တဲ့လေးဦးတုံတုံအကြောင်းကိုပြောနေတယ်။သူမြန်မာလိုလဲဖတ်ဖူးတယ်တဲ့အင်္ဂလိပ်လိုလဲဖတ်ဖူးတယ်တဲ့ရုပ်ရှင်လဲကြည့်ဘူးတယ်တဲ့ရုပ်ရှင်နဲ့ကသူ့အမှတ်ရဆုံးအခန်းတွေပြန်ပြောနေတယ် ဆရာကအချက်ဝတ္ထုတွေပါတွေတိတ်မကြီးဘူးနော်ဟုတ်ကဲ့တိတ်မကြီးဖြစ်ပါဘူးခင်ဗျာကျွန်တော်ကဘဝတည်ုပ်ဖို့လို့ခေါ်တဲ့စာမျိုးကိုအားတန်ပါတယ်ကျွန်တော်ကဒူနားလေအောင်လူရင်းကိုပြောရတယ်အိမ်ကကိုကိုကတော့ဆရာစာတွေတိတ်ကြိုက်တာတိတ်ကြိုက်တာပဲမြင့်ကတော့လေယူတုံတုံကိုပဲဖတ်ဖူးတယ်လေအရန်ကြိုက်တာပဲကျွန်တော်တို့ကတော့တိတ်မဖတ်ဖြစ်ဘူးစိတ်မရှိနဲ့နော်ဆရာရပါတယ်ခင်ဗျာအကြိုက်တစ်မျိုးစီပေါ့ ဘဝတိဥ္ဖော်ဖတ်ရှင်တဲ့သူကလည်းဘဝတိဥ္ဖော်ပေါ့အခြေဝိထုဖတ်ရှင်တဲ့သူကလည်းအခြေဝိထုပေါ့တန်းတိုင်းပြွင့်နိုင်ကြတာပဲမဟုတ်လားမြင့်ကတော့စာဖတ်ကတာဝန္ဒနာပါတယ်ဒါပေမဲ့ဘဝတိဥ္ဖော်တို့ဘာလို့ဖတ်ရတာစိတ်ညစ်တယ်ဆရာတခါလာလဲငတ်တာတွေပြက်တာတွေတခါလာလဲမှောင်ဟိုလုတ်တာတွေကောင်မလေးတွေပစ္စည်းရတွေဦးကြီးပဲရေးနေတော့မွန်းချက်လာတယ်လေဝိထုဖတ်တယ်ဆိုတာအပြင်းပြေလို့ဖတ်ချင်ဖတ်တာပျော်ချင်လို့ဖတ်တာခုတော့စိတ်မရှိနဲ့နော်ဆရာ မျိုးသမီးကြီးကယဉ်ကျေးပါတယ်ကျွန်တော်ကိုဒီလောက်ပဲပြောရအောင်သူ့မှာအာဏာနေပုံရပါတယ်အမားကသူမပြောဘဲနဲ့หนีလို့ရတာပဲဒီလိုဝတ္ထုမျိုးမဖတ်ဘဲหนีလို့ရတာပဲကျွန်တော်ကိုဒီလိုပြောလိုက်ရတဲ့သူ့အတွက်လည်းသူ့မှာဘာမှအကျိုးမြတ်ရသွားမှာမဟုတ်ဘူးဒါပေမဲ့သူမหนีနိုင်ရှာဘူးစေနာနဲ့ပြောတာဒီလိုစေနာ ကောင်းထားတဲ့ဝေဖန်ရေးမျိုးကိုကြိုဆိုရမှာပေါ့စဉ်းစားရမှာပေါ့ဒါဟာစာဖတ်သူတယောက်ကရိုးရိုးသားသားပြီးတဲ့ဝေဖန်ရေးပဲ သူ့စကားကိုကြားလိုက်တော့တခါကမြေကြီးနားရထားပေါ်မှာခွန်ကြီးဆိုတဲ့ကချင်မာလေးကပြောထားတဲ့စကားကိုတတိယမိပြန်တတိယမိတယ်ဒီလိုပဲခီးသွားရင် ကျွန်တော်စာရေးဆရာမန်းတည်သွားတဲ့အခါကျတော့ကချင်မာလေးကဆရာတို့တွေတကယ်ဘဝကိုမရင်နိုင်ကြတော့ဘူးလားကျမသာစာရေးတက်ရင်ရေးပြလိုက်ချင်တာဆရာရေရှင်နေမှာရေးဆရာတွေများလွန်းလို့နဖူးထဲတောင်ရောက်နေပြီလို့ပြောသွားဘူးလေကချင်မာလေးကကျွန်တော်တို့ဟာဘဝကိုမရေးဘူးတဲ့ အသေးခွဲတာတို့ဧကန်းဆောင်ကအဖြစ်ပြက်တွေလောက်ကိုပဲရေးနေကြတယ်တဲ့အခုမျိုးသမီးကြီးကကျွန်တော်တို့ရေးတာတွေဟာငတ်တာပြက်တာတွေတို့ဘဝပြက်တာတို့မှောင်ခိုးတို့အကြောင်းပဲရေးနေတယ်တဲ့အော်ပြောဖို့မိနေတယ်အဲ့ဒီအမျိုးသမီးကြီးနာမည်ကဒေါ်ခင်မြင့်မြင့်တဲ့သူ့ယောက်ျားကမော်လမြိုင်မှာအရာရှိကြီးတယောက်သူနဲ့ကလေးတွေကမန္တလေးမှာနေကြတယ် အခုဒီစင်မှာចောင်းပေးရက်မှာចៃធីយូលេទွားចៃធីយូលេទွားရင်ខិមុនទេស៊ីយូលេអលេទွားရင်ម៉លមៃងកပြန်လာတာတဲ့သမီးကြီးတစဉ်ကမန္တလေးတက္ကသိုလ်မှာယူပဗီဒါစတုတ္တနှစ်တဲ့သမီးငယ်ဇွန်ကတော့မန္တလေးဆေးကျောင်းမှာဒုတိယနှစ်တဲ့ဒေါခင်မြင့်မြင့်ပြောတဲ့စကားနဲ့ကချင်မာလီပြောတဲ့စကားကိုကျွန်တော်စဉ်းစားနေတယ်တယောက်ကဇာခန်းစီနောက်ွယ်ကနောက်တယောက်ကတက်ငယ်မိုးအောက်ကခုမကစင်းတွေကလည်းအများကြီးထွက်လာတာပဲเนาะ ဒါပေမဲ့မဂ္ဂဇင်းတွေကြီးလိုက်ရင်ဝတ္ထုတွေကဆော့ဆော့ကပြောသလိုပဲဘဝပြက်တာတွေမှောင်ခိုးတာတွေငတ်တာပြက်တာတွေကြီးပဲရင်းနေကြတယ်မြင့်တော့စိတ်ညစ်တာနဲ့မဖတ်တော့ဘူးဒေါခင်မြင့်မြင့်ပြောတာဟုတ်ပါတယ်ဖတ်လိုက်ရင်မွန်းချက်စရာကြီးဒါမျိုးတွေကိုကျွန်တော်လည်းမရေးချင်ဘူးဘယ်စာရေးစရာမှလည်းရေးချင်မှာမဟုတ်ဘူးတိမ်တိုက်နဲ့လိုက်အောင်တွေအကြောင်းပဲရေးချင်တာပေါ့ဘဝရဲ့အလှပတွေကိုရေးချင်ဖွဲ့ချင်တာပေါ့သူပြောတာဟုတ်တာပေါ့ ကချင်မာလေးကတော့ကျွန်တော်တို့ရင်းနေတာတွေဟာအပေါ်ယံတွေကိုရင်းနေကြတာတဲ့ဘယ်မှာတကယ်ဘဝပါလို့လေတဲ့သူ့တက်တန်းမှာဘဝတွေဘယ်နှကြိမ်ပြတ်ခဲ့တယ်လဲတော့မပြောတတ်ဘူးသူ့ဒါစာရေးရင်ရေးစရာတွေအများကြီးတဲ့ရင်းနဲ့မဆန့်တော့လို့နဖူးထဲတောင်ရောက်နေပြီတဲ့သူကရေးတက်လို့ရေးပြရင်လေအကောင်းသားကြက်ရင်ကိုပါလက်ရေးရတာပေါ့ဒါပေမဲ့သူကမရေးတက်ဘူးသူပြောတာလည်းဟုတ်တာပဲဒါဖြင့်ကျွန်တော်ဗာရေးရမှာလေ ဇာခန်းစီနောက်ွယ်ကအကြောင်းကိုရေးရမှာလားဒါမှမဟုတ်တက်ငယ်မှုအောက်ကအကြောင်းကိုရေးရမှာလားနှစ်ယောက်စလုံးကတော့သူနည်းနဲ့သူမှန်နေကြတာပဲကျွန်တော်မစင်းစားတတ်ဘူးဒေါခင်မိမိရဲ့စေတနာကိုကျွန်တော်နားလေတယ်စာဖတ်သူတယောက်ကရိုးသားစွာဖော်ထုတ်ထားတဲ့ဆန္ဒကိုကျွန်တော်လေးစားရမယ်ဒါဖြင့်ကျွန်တော်ဗာရေးရမှာလား ။ကမလေးနှစ်ယောက်ကတော့ကျွန်တော်တို့စကားတွေကိုသိစိတ်ဝင်စားဖို့မရဘူး။တယောက်ကသူ့အမေပြီးမှခွေးအိတ်နေပြီ။အကြီးမကြီးကတော့သူ့အမေရဲ့အပေါ်ဓာတ်ကစင်ပေါ်တက်အိတ်နေပြီ။မြင့်ပြောတာမဟုတ်ဘူးလားဆရာ။မြင့်ကနားလေလို့ပြောတာမဟုတ်ပါဘူးနော်။ဟုတ်ဟုတ်ပါတယ်ခင်ဗျာ။ဒါပေမဲ့ကျွန်တော်တို့စာရေးဆရာဆိုတာကလည်းတွေ့တာမြင်တာကိုပဲရေးရတာကို။ကျွန်တော်သူ့မိသားစုကိုလိမ့်ပက်လင်အောင်မဖြေတတ်ဘူး။ဒါနဲ့ဝါးပြီးဖြေလိုက်တယ်။ ဆရာတို့ကတော့တွေ့တာမြင်တာဆိုပြီးရေးချလိုက်တာပဲဒါပေမဲ့ဖက်ရတဲ့သူတွေမှာတော့စိတ်ညစ်ရတဲ့ဆရာရဲ့မုန်းချက်လှပြီဒါဖြင့်ကျွန်တော်တို့ဘာတွေရေးရမှာလဲဒေါခင်မြင့်မြင့်ကျွန်တော်ပါဆက်ကလှုပ်ခနဲထွက်သွားတယ်ကျွန်တော်မိလိုက်တော့သူအန်အားတင်သွားပုံရတယ်ဟုတ်တာပေါ့အန်အားတင်ရမှာပေါ့ဆိုင်းဆရာတယောက်ကသူ့ကိုဘာရီရမှာလဲလို့ကောက်မိလိုက်တော့သူအန်အားတင်သွားတာပေါ့ပြီးတော့ကြောင်တက်တက်လေးဖြစ်သွားတယ်သူ့မှာအဖြစ်အစင်းနေရှိပုံမရဘူး သူစိတ်ထဲခံစားနေရတာကိုသာပြောလိုက်တာကိုအပြင်ဘက်အမှောင်ထဲကိုငေးကြည့်နေတယ်။ရုတ်တရက်အပြေမပေးဘူး။အချင်းအကြောင်းလို့ဘာလို့ရေးပေါ်ရှင်လို့သူမပြောဘူး။သူလဲခိပညာတက်အမျိုးသမီးတယောက်ပဲ။ဒီတော့လွတ်လွတ်လပ်လပ်မပြောဘူး။ပါရလို့တော့မြင်လည်းမပြောတတ်ဘူးလေ။ဒါမဲ့အဲ့လိုမွန်းကျတဲ့အကြောင်းတွေ၊ဘဝဖြစ်တဲ့အကြောင်းတွေကိုမဟုတ်တဲ့စာမျိုးပေါ်ဆရာရယ်။ဒေါခင်မင်းမြင့်ကိုဆက်မမေးကျင်တော့ဘူး။ဆက်မေးရင်သူလည်းဖြေနိုင်မှာမဟုတ်ဘူး။သူလည်းမကောက်ကျွန်တော်လည်းမဖြေနိုင်ဘူး။ ဘာရီရမလဲဆိုတာကျွန်တော်လည်းစဉ်းစားလို့မရသေးဘူး။သူလည်းရေးတက်လို့ရေးပြလိုက်ရင်လိုက်ရေးရသေးတယ်။အခုတော့သူလည်းမရေးတက်ပြန်ဘူး။အေးလေဘယ်ရေးတက်ပါမလဲ။စာရေးဆရာမမဟုတ်ဘဲကိုတဘာဝကြပါတယ်။ဒေါခင်မင်းမင်းနိုင်ကိုကြည့်လိုက်တယ်။သူစကားဖြတ်ချင်နေပြီထင်တယ်။ဒါမှမဟုတ်လဲအိတ်ချင်နေပြီထင်တယ်။အိတ်ချင်တာပဲဖြစ်မှာပါ။နိုင်ကြည့်လိုက်တော့၁၇နိုင်ကျော်နေပြီ။ ညက်နဲ့သွားပြီထင်တယ်ဒေါခင်မင်းမြင့်အိတ်သားကျွန်တော်အပြင်ဘက်ကနထွက်ပြီးလေးရှူလိုက်အောင်မယ်သူတို့တွေအိတ်ဖို့ပြင်နိုင်အောင်ကျွန်တော်အပြင်ကိုခဏထွက်ပြေးလိုက်တယ်ကော်ရတာမှာရက်ပြီးစလိတ်ဖွာရင်သူပြောတဲ့စကားတွေကိုကျွန်တော်စဉ်းစားနေတယ်ဟုတ်တယ်ဇာခန်းစည်းနောက်ွယ်ကအကြောင်းလေးတွေကိုရေးရင်ဖတ်လို့ကောင်းမှာပဲဒါပေမဲ့ခက်တာကကျွန်တော်ကဇာခန်းစည်းနောက်ွယ်ကိုမှမမြင်ဘူးလားဘယ်နဲ့လို့ရေးရမှာလဲဒါဖြင့်ဘာကိုရေးရမှာလဲ ကချင်မာလေးကတော့ကျွန်တော်တို့ရေးတဲ့ဝိထုတွေဟာအပေါ်ယံကြတဲ့ဒေါ်ခင်မြင့်မြင့်ကတော့ကျွန်တော်တို့ရေးတဲ့ဝိထုတွေဟာမွန်းကျက်နေတဲ့ဒီတော့ကျွန်တော်ပါရေးရမှာလေကျွန်တော်မစင်းစားတတ်ဘူးဟိုတွေးဒီတွေးနဲ့အချိန်တော်တော်ကြာသွားတယ်။နိုင်ကိုကြည့်လိုက်တော့7နိုင်ကျော်နေပြီ။တောင်ဝကိုဘယ်ချိန်ကဖြတ်ခင်မှကျွန်တော်မသိဘူး။အခန်းထဲကိုကျွန်တော်ပြန်ဝင်လာတော့ဒေါ်ခင်မြင့်မြင့်တို့တားမိတွေအိပ်ပျော်နေကြပြီ။ ဒေါခင်မင်းကြီးကအောက်ထက်ဆင်းမှာသူ့အပေါ်ထက်မှာသမီးကြီးသမီးငယ်ကကျွန်တော်အောက်ထက်ကဆင်းပေါ်မှာအပေါ်ထက်ကိုကျွန်တော်အတွက်ပြီးတယ်ထင်ပါရဲ့ယဉ်ကျေးပါတယ်သူတို့စီကအသက်ရှူတဲ့ခမင်းမင်းတွေကြားရတယ်ညဘွေအင်းကြီးတွေကိုစီဝေးပြီးသူတို့မှပါလာတဲ့ဆောင်းနဲ့လေပင်ထီလွှမ်းပြီးတသက်ရရအိမ်နေကြတယ်ကျွန်တော်အတွက်နေရာချပေးထားတဲ့အိမ်စင်မှာကျွန်တော်ဝင်အိပ်လိုက်တယ်ဘာကိုမှမစဉ်းစားတော့ဘူးစဉ်းစားရင်လည်းအပြေထွက်မှာမဟုတ်တာဘာဖြစ်လို့စဉ်းစားနေတော့မှလဲ မနဲ့လင်းလို့တာစီမာယထားဆိုင်ကြတော့သူတို့ကအရင်နိုးပြီးမုံတွေကော်ဖီတွေဆင်သင့်ဖြစ်နေကြပြီဘူတာမာဝယ်တဲ့မုံတွေမဟုတ်ဘူးအိမ်ကယူလာတဲ့ယူရီးယားပေါင်မုံကိုထောပတ်နဲ့ယူတုတ်ထားတာပြီးတော့ဆန်ဒဝစ်လည်းပါသေးတယ်ကျက်ဥပြုတ်လည်းပါသေးတယ်ကော်ဖီကလည်း Nescafe တပူးထဲမှာပါလာတဲ့ရေနွေးနဲ့တွဲပေါ်မှာတင်ဖြော်တာကျွန်တော်တို့လည်းအဆင်သင့်လုပ်ပေးထားတယ်ယူသားပြီးစိတ်ကောင်းရှိတဲ့မိသားစုပါ ကျွန်တော်လက်မဲ့ကိစ္စမှာတဏီယာကတယောက်ယောက်ကြောင့်တစ်ခုခုမှားလာခဲ့လို့သူတို့အခန်းထဲရောက်သွားပြီမဲ့ဒီလိုခီးပေါ်နဲ့တွေ့ရတာစိတ်ချမ်းသာပါတယ်။တာစီကထွက်လာတော့စကားသိမပြောပြကြဘူး။ဟိုငေးဒီငေးနဲ့တစ်လုံးစားနှလုံးစားပြောပြီးလိုက်လာကြတယ်။သူတို့အချင်းချင်းကတော့ပြောလာကြတာပေါ့လေ။မော်လမြိုင်မှာဘာပစ္စည်းပေါ်တယ်၊ကုန်စည်နှင်းကဘလောက်ကြီးတယ်၊စုံလို့ပါပဲ။ခရနိုင်ကျော်တော့မန္တလေးပူတာတွေကိုဝင်လာတယ်။ရထားဆိုင်တော့သူတို့ကားလာကြတယ်တဲ့။အသက်ကြီးကြီးဒရိုက်ဘာတယောက်က ်ပစ္စည်းတွေကိုအောက်ကတည်တယ်ကျွန်တော်လည်းမနေနိုင်လို့သူတို့ပစ္စည်းတွေကိုဝိုင်းကူချပေးတယ်တေးတရာကြီးတွေ၃လုံးအကြီးကြီးတွေချိန်ချင်းအောင်အကြီးစားနှလုံးဓာတ်ပူးထမင်းကြိုက်ပလတ်စတစ်ဆွဲခြင်းစတာတွေအောက်ကိုချတယ်တေးတရာကြီးတွေကတော့သူတို့ဘယ်နိုင်မလဲဒရိုက်ဘာကအောက်ကလှမ်းယူပြီးကျွန်တော်ကရထားပေါ်မှာချပေးရတယ်နောက်ဆုံးဆာလာအကြီးနှစ်အိပ်ပဲကျန်တော့တယ်ဘာရီမန်းမသိဘူး နှစ်အိတ်စလုံးတင်းရင်းနေတာပဲအကြီးမနဲ့အငယ်မနှစ်ယောက်ကဆာလာအကြီးတွေကိုမနိုင်နိုင်တဲနေတယ်ပေပေဥတမီဥပေပေတမီဥတဲပေးမယ်ကျွန်တော်ကမနိုင်နိုင်မနေရဲ့ဆာလာအကြီးတဲ့အိတ်ကိုကောက်ဆွဲလိုက်တယ်အငယ်မစွန်ကအိုးအဲ့အကြီးမတင်နဲ့လေအထဲမှာထမိန်တွေထမိန်တွေဆိုတော့ကျွန်တော်အံအားတင်တယ်ထမိန်တွေဘက်နဲ့ဒီထဲရောက်နေရတာလေဒေါခင်မြင့်ကဒေါခင်မြင့်ကိုကျွန်တော်လှမ်းကြည့်လိုက်တယ် ရပါတယ်ဆရာရဲ့သူတို့တည်ပါလိမ့်မယ်ပါတိတ်16စီးလောက်ဝဲလာတာဆရာရဲ့ကိုကိုလာကနေမလောက်တော့မြင့်တို့သွားတဲ့ဇေကလေးကြီးကြီးဆိုပြီးတည်လာတာ။အော်ရိုးလိုက်တဲ့မျိုးသမီးပါတိတ်စီးကြီးတွေတည်လာတာကိုဘသူကအတင်းမေးလို့ပြောနေတဲ့တည်းမသိဘူး။ तू မပြောရင်ဘသူသိမှာလဲ။ညတန်းတဲ့